တိဦးလင်မျိုးမှာစိန်ခမ်းအိမ်ကြီးတွေအများဆုံးစောက်လို့ပြီးတော့နေတဲ့ကန်တော်ကြီးနဲ့ကန်တော်လေးကြားတွေက Oasis area တခုကိုကျွန်တော်ရောက်နေတယ်။ကျွန်တော်ဘာဖြစ်လို့ဒီနေရာမှာ Oasis area လို့ပြောရလဲဆိုရင်မြန်မာတနိုင်ငံလုံးကြိုက်တဲ့လောက်ပူပြည်ဦးလင်မျိုးတဲ့နော်တခြားနေရာတွေမှာကြိုက်တဲ့လောက်ရာသီဥတုပူဒီနေရာကလုံးဝမပူတဲ့နေရာတခုနော်အများအားစိန်ဆန်းရေတွေအေးများပြီးတော့ကျွန်တော်ကြိုက်တဲ့အပင် site site လို့ရတဲ့နေရာတခုပြည်ဦးလင်မှာနေရာဒေသချင်းတူရင်တော့နော် temperature ချင်းမတူတဲ့နေရာဆိုလို့ပြောလို့ရတယ်။ Okay ကျွန်တော်အားရဆိုရင်ကျွန်တော်ပြည်ဦးရင်ရဲ့အမျိုးသားကန်တော်ကြီးဥယင်နဲ့ကန်တော်လေးကြားထဲမှာနော် luxury ဆန်ဆန်နေနိုင်မှုအတွက်2.5 RC modern house plot ကိုကျွန်တော်ဒီနေ့ရောင်းချပေးစီနေမိတ်ဆက်ပေးခြင်းနဲ့ဒီနေ့ကိုဖွင့်ထားတဲ့စင်တော့3,9900ညီနိုင်ဖြစ်တယ်နော်မြေမျိုးစားကဂရံမြေမျိုးစားဖြစ်တယ်စောက်ထားတဲ့ area ကကျွန်တော် P60 ပတ် level မှာကျွန်တော် master brown ကနှစ်ခန်းရိုးရိုးသုံးခန်းနဲ့ဖွဲ့စည်းထားတယ်။အိမ်ထဲမှာ fully facility fully furniture ဖြစ်တယ် နော်အကောလုံးအကောင့်နေရေးတုံးထားတယ်နော်အပြေးဦးလေးမှာကျွန်တော်တို့က vacation house တစ်လုံးနေနဲ့နော်ကျွန်တော် VIP ရက်ွက်ပေါ့နော်အခုလို VIP ရက်ွက်တစ်ခုမှာနားယူအပန်းဖြေဖို့အိမ်ကောင်းကောင်းတစ်လုံးဝယ်ထားခြင်းနဲ့ဆိုရင်တော့မိုက်တယ်ဗျနော်အခုအိမ်ထဲကိုဒီမှာအိမ်ထဲမှာဆိုရင်ကားပါကင်း၄စီးလောက်ရမယ်အောက်ကို parking block တွေခင်းထားတယ်အဲဒီမှာတော့ဒီဘက်ချမ်းမှာတော့ဒါ ground deck နေပါတယ်ပါမယ်ပေါ့နော်အိမ်ကတော့2.5 RC modern house ဖြစ်ပါတယ်ကဲအိမ်ထဲကိုကျွန်တော်အသေးစိတ်လိုက်ပြပေးမယ်အိမ်မှာတုံးထားတဲ့ပစ္စည်းလေးတွေတော်တော်ကောင်းပါတယ်ဗျ အဲဒါကတော့ကျွန်တော် entry area ပေါ့နော် entry area မှာကျွန်တော်ဘာတွေပါမလဲဆိုရင်ဒီဘက်မှာ shoe တွေထားလို့ရတယ် shoe cabinet လေးတွေပါတယ်ပေါ့နော်ပြီးရင်ဒီအဝင်ကိုနည်းနည်းမျက်စိပသာတော့ပြင်အောင်ပကြီကားလေးတစ်ချိတ်ထားတယ်ဒီဘက်ကတော့ကျွန်တော် air gun area လေးနော် elevator ဆိုလေလုံးဝကြစ်ကြစ်လက်လက်လေးနဲ့အဲ့လိုမျိုးအဲ liberal ရဲ့ dining ရဲ့ kitchen ရဲ့ဒါ compound ပေါ့နော်အဲ့ပုံစံမျိုးလေးဖွဲ့ကြီးထားတယ်အဒီလိုချီချင်းသားနဲ့ sofa တွေပါတယ်အကောင်လုံးပေးခဲ့မှာဖြစ်ပါတယ်အဲအခုလက်ရှိမှာမြင်နေရတဲ့ indoor plan တွေပါတယ်ပေါ့နော်အဲအကောင်လုံး interior decoration အပြည့်စုံ fully furnish ကိုအကုန်လုံးထားခဲ့မှာဖြစ်ပါတယ်အပေါ်မှာမီဇိုင်းတွေပါပါတယ်ပေါ့နော်အဲလိုမျိုးလေး furniture ဖြစ်ပါတယ်အစ်စ်တက်နေုံဖြစ်ပါတယ်အဲဒီမှာဆိုရင် partition ပေါ့နော် dining room နဲ့ living room ကိုဒါ partition လေးလုပ်ထားတယ်အဲ dining room ဆိုလဲဒီလိုကြည်ကြည်လေးလေးပေါ့နော်တုံးထားတဲ့ပစ္စည်းလေးတွေရောစင်ထားတဲ့ decoration လုပ်ထားတဲ့ indoor plant လေးတွေရောတော်တော်လေးကိုလိုက်ဖက်တယ်ဒါကတော့ wine bar ကောင်တာပေါ့နော်။ wine counter လေးဖြစ်တယ်။အဲဒီဘက်မှာတော့ kitchen area ဖြစ်တယ်။ kitchen area မှာဆိုရင်မှာ ကျွန်တော်ကက်စမီကိုတွေပါမယ်နော်အပေါ်ကက်ဘိနက်အောက်ဘက်ကက်ဘိနက်တွေပါမယ်အဒီဘက်မှာကတော့အများဆုံးရေချုပ်ခန်းနဲ့အင်တာတွေသူထည့်ပြီးထားတယ်ဗောနဒီဘက်ချမ်းမှာโอเคအောက်ထပ်မှာမာစာဘရွန်တခန်းပါပါတယ်ကဲတုံးထားတဲ့တကားတွေရဆပြီးတော့နော်ဟိုမှာတက်ချာတွေနဲ့ဒါကျုံးကိုတက်ချာတွေနဲ့အလှဖော်ထားတာဖြစ်ပါတယ်ဗျဒါတော့အောက်ထပ်မှာရှိတဲ့ master brown ပေါ့နော်။ဒါချီချင်းသားနဲ့အစုပ်ဖာတွေပါမယ်။အထက်မှာတုံးထားတယ်ပေါ့နော်။ဒါဒီမှာမွေရာတွေရောပါတယ်အကောင်လုံးပြီးခဲ့မှာဖြစ်ပါတယ်။ပြီးရင်မှတ်နေကုန်ပါတယ်ပေါ့နော်။ အဲမှာရှူ sorry မှာကက်ဘိနက်ကြီးဗီဒီယိုကြီးပါတယ်ပြီးရင်တော့ရေချိုးရတဲ့အိမ်သားအိမ်သားကတော့တုံးထားပစ္စည်းတွေလည်းကောင်းတယ်ဗျသူကကျွန်တော်တို့အောက်ထပ်မှာမာချဘရောင်းအကြီးကြီးတခန်းထည့်ထားတယ်ပြီးရင်ဒီမှာပေါ့နော်ဒါကတော့စတိုကန်ပုံစံမျိုးပေါ့နော်အဲဆိုလာတွေပါတယ်တုံးမယ်ဆိုရင်ဘက်ထရီတွေအင်ဗာတာတွေပေါ့နော်အဲ unit တွေဒီမှာထားလို့ရတယ်အဲဒါကတော့အပေါ်တက်တက်လေကားလေးလေကားကလည်းကြုံများခင်းထားတယ် temporary တုံးထားတယ် ေကဝင်မှာမိစားနေတွေပါနေပေါ့။ကဲအဲ့တော့လေကဝင်မှာမိစားနေတွေပါတက်ထွက်နော်။ဒါတော့ပထမတက်ပြပထမတက်မှာဒီကျွန်တော်တို့တွေ့ရမှာဒီဖရားကန်အေရီယာဖြစ်ပါတယ်အိမ်ကားကကျွန်တော်တို့အလှဲကတောင်းလဲဖြစ်ပါတယ်ဖရားကန်ကိုအရှိပဲမှာလှဲပြီးတော့ပူဇော်ထားတာဖြစ်ပါတယ်ပြီးရင်သူကဒီထက်မှာကမာရှာဘရောင်အခြေကြီးတစ်ခန်းနဲ့ဒီမှာစတဒီရောပေါ့နော်စတဒီရောတစ်ခန်းပါတယ်အဲဒီကောင်ကစင်ကာပူရောဖြစ်၃၃စတဒီရောဖြစ်၃၃၃လို့ရတယ်ပေါ့နော် ီထက်မှာ runner လေးပါတယ်ဒါ runner area ပေါ့နော်ဘောင်းကြီးเนี่ยတော်တော်လေးကိုတိတ်စိတ်တွေ agent နေเนาะပြီးတော့ကျွန်တော်တို့အရသာကနေရတဲ့အရသာကပြင်တော်တော်မိုက်တယ်ဘာလို့ဆိုတော့ကျွန်တော်မြို့ရဲနဲ့ဒီဘက်ကကျွန်တော်ဟို location ချင်းတူပေနေပေါ့နော်ပြူးလင်ဆိုတဲ့မြုပ်နေချင်းတူပေနေ temperature ချင်းမတူဘူးဖြစ်နေအဲ့ဒီအရသာကိုရတယ်ဘာဖြစ်လို့လဲသူကဒီမှာပူမကန်ကြီးတယ်ပူမကန်ကြီးပြင်းတာကိုရောက်နေတာ နော်ဒီနေရာကဆိုအမြဲတမ်းရည်ဒီစိန်ဆန်းရည်တွေထွက်ပြီးတော့လေတော်တော်လေးကိုအေးမြတဲ့နေရာနော်ဂျာတိလူဆိုတာကျွန်တော်တို့အမြဲတမ်းပူလာဖို့ပဲရှိတယ်နော်တမ်ပရေချာတွေတက်လာတယ်ဆိုရင်တော့ဒီလိုနေရာတွေကဒါလူကြီးတွေအတွက်ကောနော်အပူရှောင်မှုနှွေးရှောင်မှုအကောင်းဆုံးနေရာတစ်ခုဖြစ်တယ်ဗျအဲ့လိုပဲညှို့အောင်ပါမယ်ကဲဒီအခန်းကတော့ကျွန်တော်တို့ဒီအိမ်ငယ်မိန်းမာရှာဘရွန်ပေါ့နော်လက်စရီမာရှာဘရွန်လို့ပဲပြောပါမယ်ဗျ။ဒီမှာခြေကျင်းသားနဲ့စူပါကြီးပါမယ်။ အဲပြီးရင်ဒီမှာအဲ့တော့လက်ဝဲယရနာတွေတခြားတန်ဖိုးကြီးပစ္စည်းတွေအတွက် showcase လေးပါတယ်เนาะအဲဒီမှာကတော့ shoe sorry cabinet တွေပါတယ်เนาะ video တွေအဝတ် video တွေပါတယ်အဲဒီမှာ shoe cabinet တွေပါတယ်เนาะဒီမှာအဝတ်စားလဲတာပါညာတစ်ခါလဲလုပ်လို့ရမှာเนาะဒီဘက်ခြမ်းမှာကတော့နေရာအလိုကြီးကိုအကျေအကျန်သေးတယ်เนาะဒီဘက်မှာဒီကလေးတွေတော့ garden တွေပါထပ်ထည့်တယ်ပေါ့ရတယ်ဒါတော့မှတ်နေကုန်ပေါ့ဒီမှာ youtube နဲ့အင်တာเนาะ youtube နဲ့အင်တာလေးတစ်ချက်တော့ပြရမှာเนาะဒီမှာတုံးထားတဲ့ပစ္စည်းလေးတွေအသေးစိတ်ကြည့်လို့ရတယ် ောင်းပါတယ်ပစ္စည်းတွေ။ကဲဒါကတော့ကျွန်တော်တို့ဟို root တော့ပေါ့နော် root တော့မှာသူကဒီလို releasing area လေးဖန်တီးထားတယ်ရေစင်ကန်လေးတွေဖန်တီးထားတယ်နော်ကိုအိမ်မှာကိုနော် privacy ရှိရှိဒါရည်စိမ်နေတယ်ဆိုရင်လည်းအဆင်ပြေတယ်။သူအောက်မှာကြတော့ကျွန်တော်တို့ခင်းထားတာတော့ဒါမြက်တုပေါ့နော်မြက်တုခင်းထားတယ်။အဲဒီမှာ plot တုံးလေးနေ။အဲဒီမှာကကျွန်တော် single bro နှစ်ခန်းပါတယ်။ နော် standard baron ပေါ့နော်အဲ့ဒီတွေပါလာရအနားကြီးလွယ်ရတယ် standard baron အဲကျွန်တော်ဆယ်ပြီ73မီလောက်ရှိတယ် standard baron နှစ်ခန်းပါလေဒီမှာရင်ခွဲနေပေါ့နော်မတခန်းဟိုမှာတခန်းအဲသူ့တွေ့ရေချူကန်းအင်တာတက်တက်ပါသေးတယ်ဒါက root dot area ဖြစ်တယ်နော်အဲ့တော့အဲ့ဒီတွေပါလာမယ်ဆိုရင်လည်းအဆင်ပြေတယ်ပေါ့နော်အဲဒီမှာတခန်းပေါ့နော်အခန်းကြီးအောင်ကတော့အတူတူပဲအဲဒီမှာကတော့ဒါအပေါ်ကိုတက်တယ်ပေါ့နော်လေကပေါ့နော်အဲသူက root dot area မှာဘာပါမလဲဆိုတော့အပေါ်မှာကြီးလောင်းကန်တွေပါပါမှာပေါ့နော်အပေါ်ထဲမှာတော့အဲဒီမှာရေချူကန်းနဲ့အင်တာလေးပြရတယ်နော် ဒီကနေ့အိမ်သာကဒီအပေါ်မှာရှိတဲ့နှခမ်းသုံးဖို့အတွက်ပေါ့နော်ဒီယူကနေ့အိမ်သာရေဘူးရေးဆက်တွေပါတယ်ပါပြီးသားအကုန်လုံးနော်တော်တော်လေးကိုတက်တက်ရရလေးဖြစ်ပါတယ်โอเคကတိနေဖွင့်လာတဲ့စင်းတော့3,9900ပေါ့နော်အဲ့တော့ကျွန်တော်ပြူးလင်ကန်တော်လေးနဲ့ကန်တော်ကြီးကြားထဲမှာနော်ရာသီဥတုအနေထားရရောတင်ညာအနေထားရရောအဲ့ကျွန်တော်တို့ဝင်းနာမီယာဆန်းဆန်းနေခြင်းနဲ့ ဒါသူတို့ပူးလာတဲ့အခါမှာအပူရှောင်မှုဖြစ်ဖြစ် vacation house တစ်လုံးဖြစ်ဖြစ်ရင်းနှီးမြုပ်နှံထားကြတာဖြစ်ဖြစ်ဝယ်ထားဖို့တင့်တော်တဲ့အိမ်တစ်လုံးလို့ပဲကျွန်တော်ညွှန်ပြစီဒီနေ့ကိုစိတ်ဝင်စားတယ်ကြည့်ကြတယ်ဆိုရင်ကျွန်တော် dream market ဖုန်းနံပါတ်လေးကိုဖုန်းဆက်ပြီးတော့စုံစမ်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်ဗျာ